ဒီကနန်းသုံးလို့ရှိသူ့ရဲ့အခေါ်ကတော့နံပါတ်3လို့ခေါ်တော့ပေါ့နော်သုံးလို့ရှိကိုနံပါတ်3လို့ခေါ်တယ်ကျွန်တော်တို့အဲ့လိုထည့်ပြီးလို့ရှိရင်ဒီကနန်းကသုံးလို့တုံညသုံးလို့တုံညရဲ့အခေါ်ကတော့နံပါတ်5လို့ကျွန်တော်တို့ခေါ်တယ်နော်အဲ့တော့ကျွန်တော်စပီတော့တွားရအောင်ဒီမှာဆိုလို့ရှိရင်ဒီကနန်းသုံးလို့5သုံးလို့5ရဲ့အခေါ်ကတော့နံပါတ်3ညလို့ ျွန်တော်ခေါ်ချတယ်အဲ့တော့ဒီပွဲမှာဆိုရင်ဘယ်ကဏ္ဍဖြစ်တည်လဲဆိုဒီကဏ္ဍသုံးလုံးอ่ะ sorry ဒီကဏ္ဍသုံးလုံးอ่ะခေါ်အောင်ဖြစ်တယ်ဒီကဏ္ဍသုံးလုံးခွန်ရဲ့အခေါ်တော့နံပါတ်1ဆိုဒီကဏ္ဍခေါ်ဝချတယ်ပြန်နော်ဘာကိုခေါ်ဝသွားလဲဆိုပါဝါလေးတွေခေါ်ဝပြီးချတယ်ပြန်ဒါသုံးလုံးရှစ်ရှစ်ကိုနံပါတ်3ဆိုဒီကဏ္ဍထည့်ပြတယ်ဒါသုံးလုံးတုံညတုံညနံပါတ်5လို့ထည့်ပြတယ် ဒါအတုံးလုံး9 9ရဲ့ပါပါနံပါတ်2ညာလို့ထည့်ပြသွားတယ်ဒါအတုံးလုံးခွန်ခွန်ရဲ့ပါပါနံပါတ်2လို့ထည့်ပြသွားတယ်အင်မတန်ပါ့ကိုအရေးအကြီးဆုံးတိုင်းတီဒီအချိန်မှာပေါ့နော်ဒီအချိန်မှာနံပါတ်2ဆိုတာတကယ်မင်းပါပဲနော်တကယ်ပွိုင်ကနန်းဖြစ်ပါလေကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကနန်းအနေထားနေကျွန်တော်ကြည့်တယ် ျွန်တော်အခုဒီလိုပြတဲ့အချိန်မှာဒီနှလုံးရှစ်တင်မြင်လိုက်မယ်ဒီနှလုံးကိုယ်တွေမြင်မယ်ဒီနှလုံးသုံးညတွေမြင်မယ်ဒီနှလုံးတစ်လို့လည်းမြင်ချင်းမြင်မယ်ဒါကကျွန်တော်ရေးယုံလေးရေးပြတာဒါအဲဒီကဏ္ဍနှလုံးကရှစ်ကြီးပါဒီနှလုံးကကိုးပါဒီနှလုံးကသုံးညပါဒီနှလုံးကတစ်ပါလို့မြင်ချင်းလည်းမြင်မယ်ဒါပေမဲ့ကျွန်တော်တို့ကဏ္ဍတစ်ခုရဲ့အသေးပေကိုယူရမှဖြစ်ပြီးနော်အဲ့ဒီအသေးပေကိုဘယ်လိုတွားယူမလဲဆိုလို့ရှိရင် ဒီကနန်းသုံးလုံးယူထားတဲ့အတွက်မလို့ဒီကနန်းသုံးလုံးကိုယူပေးရမှာဖြစ်တယ်ကျွန်တော်ဒီကနန်းသုံးလုံးကိုဒီမှာဆော်ထားတာမလို့ဒီကနန်းသုံးလုံးကိုယူမှာပဲဖြစ်မင်းအဲ့တော့ဒီကနန်းသုံးလုံးကိုနဲ့ဒီကနန်းသုံးလုံးရှင်တဲ့ကိုခေါ်ပါဆိုလေကနန်းကိုယူမှာဖြစ်မင်းဒီသုံးလုံးတုံညာကိုဒီမှာနံပါတ်5လို့ယူထားတဲ့အတွက်မလို့ဒီကနန်းသုံးလုံးကိုယူမှာဖြစ်မင်းဒီကနန်းသုံးလုံးရှင်တဲ့ဒီနှလုံးကိုနဲ့ခွန်ဆိုတဲ့တံတောင်ယူမှာဖြစ်မင်း ဒီကနန်းသုံးလုံးငါ့ကိုတုံညလို့ယူထားတဲ့အတွက်မလို့ဒီကနန်းသုံးလုံးခွန်ဆိုတဲ့ကနန်းယူမဖြစ်မယ်အဲ့ကနန်းသုံးလုံးခွန်နဲ့ဒီနှလုံးတုံညခွန်ဆိုတဲ့ကနန်းယူမဖြစ်မယ်ဒီကနန်းသုံးလုံးခွန်နှစ်လို့ယူထားတဲ့အတွက်ဒီကနန်းသုံးလုံးသုံးနဲ့ကျွန်တော်တို့ဒီကနန်းနှလုံး၄နဲ့ခွန်ပါလို့နံပါတ်၁ကိုယူချပါဖြစ်တယ်ပြောခဲ့ပြီပေါ်ပြခါတို့ဘာလို့တက်လဲနှစ်ကိုမလို့ပဲတက်တက်သုံးလုံးကိုမလို့ပဲတက်တက် ငါတုံညာမလို့ငါပဲဖြစ်ဖြစ်ရှင်ငါချောင်းမလို့ကိုပဲတက်တက်ကိုနဲ့၃နဲ့2လို့ပဲဖြစ်ဖြစ်ရှင်နဲ့ကိုကိုလို့ပဲတက်တက်ကိုနဲ့2ဆိုရဲကနတက်ပဲဖြစ်ဖြစ်ဒီရှင်တဲ့တုံညာကိုလို့ပဲတက်တက်ဗျာနော်ဒါပါတော့ဒါပြည်စုံအောင်ပြောပြရတဲ့ဘောဒီလိုမြင်တော့ရှင်ကြီးဖြစ်မှာဘောကိုဖြစ်မှာဘောတုံညာတက်ဆိုရဲကနရဲ့အဘိဘေဒါဘုမတွက်ပြဘူးတွက်ပြတာဒီတုံးလို့ရှင်ကိုတုံးသေးတယ် တဲလို့ကျွန်တော်တို့ဒီကနန်းသုံးလုံးကိုးနဲ့ဒီကနန်းလုံးရှေ့ကိုပါရိုက်မလဲနံပါတ်4ဆိုတဲ့ကနန်းရိုက်မယ်အဲ့တော့ဒီသုံးလုံး305ထဲတယ်ထဲတာမို့လို့ဒီကနန်းသုံးလုံးရှင်တဲ့ဒီနှလုံးကိုးကိုပါရိုက်မလဲခွန်လို့ရိုက်မယ်ဒီကနန်းသုံးလုံး5ကို305ထဲတာမို့လို့ဒီကနန်းသုံးလုံးခွန်တဲ့ဒီနှလုံး305ပါထဲမလဲခွန်လို့ထဲမယ်အဲ့တော့ဒီကနာသုံးလုံးခွန်နဲ့လို့ထဲတာမို့လို့လို့ဒီသုံးလုံးသုံးတဲ့ဒီနှလုံးလေးနဲ့ခွန်လို့ထဲမိ။ကဲပညာရီပါလာ။ အဲ့ညမှာနောက်ကနန်းနောက်ကနန်းကိုထဲတဲ့အခါမှာကျွန်တော်တို့ဒီ983ဆိုတဲ့ကနန်းရဲ့အောက်ကိုဆော်ထားတယ်ဒါ930ဆိုတဲ့အောက်ကနန်းကိုဆော်ထားတယ်ဒါငါတုံညာလေးဆိုတဲ့အောက်ကနန်းကိုဆောတာမို့လို့တုံးတုံညာကိုရဲ့ဒီအောက်ကနန်းကိုဆောမှဖြစ်တယ်။အဲ့တော့အဲ့ဒီအောက်ကနန်းရဲ့ကနန်းတိုက်ဆိုင်မှုဟာဆိုရင်ဘာနဲ့တွဲဆိုင်လဲဆိုတော့ ငါတို့ဒီဖက်မှာဆိုလို့ရှိရင်ဒီနံပါတ်၄လောက်ကနေစလိုက်မယ်၄လို့၅လို့၆လို့အဲ့မှာနံပါတ်၄လို့နံပါတ်၅နံပါတ်၆ဒီမှာနံပါတ်9လို့မပေးထားဘူးဒီမှာနံပါတ်၅လို့ပေးထားတယ်နော်ဒီမှာ6 break အဲ့ဒီ6 break ကဒီနံပါတ်၄နဲ့ဒီနောက်ကနံပါတ်၄နဲ့ဘာလို့ရိုက်မလဲဒီ6 break ဆိုရင်ကနန်းရိုက်မယ်၄ပြီးဒီနံပါတ်၅မှာထည့်ထားတယ်ကနန်းကလေဒါ10 break အဲ့ဒီရှင်းပြလို့ဒီနံပါတ်9နဲ့နံပါတ်3ဘာထဲမလဲရှင်းလို့ထဲမယ်အဲ့ပြီးဒီနံပါတ်6ကိုရိုက်သွားတယ်ကနာဒီ9 ray အဲ့ဒီ9 ray ဆိုတာဒီနံပါတ်6နဲ့နံပါတ်3ဘာရိုက်မလဲ9လို့ရိုက်မယ်ဒီခါသူပြထားနံပါတ်9နံပါတ်9ဆိုတာဒီမှာ net break net break ဆိုလို့ရှိရင်ဒီနံပါတ်9နဲ့ဘာကိုထဲမလဲနံပါတ်9ဆိုရကနာထဲမယ်အဲ့တော့ဒီ net break ကို9ခွန်ထဲတာမျိုး9 break ကို6 3ထဲတာမျိုး10 break ကို9 3ထဲတာမျိုး 6ဘရီကို၄နှစ်ထဲမေးအဲ့မှာ1နှစ်ခွန်ဆိုလေကနားကြီးရသွားတော့ပေါ့ဗျာရသွားတယ်ဆိုတော့ပေါ့နော်ရသွားပြီပေါ့အဲ့ဒီ1နှစ်ခွန်လေးကိုကျွန်တော်ဒီမှာဆွဲလိုက်တယ်ဗျာဒီ1နှစ်ခွန်38 33 1နှစ်တဲ့ဒါလေးဆွဲလိုက်တယ်ဒီဒီပင်ကနေဆွဲချလိုက်တယ်ပေါ့နော်အဲ့လိုဆွဲလိုက်တယ်ကနားရဲ့အဓိပ္ပာယ်မျိုးရောက်တယ်ကဲအဲ့ဒီအဓိပ္ပာယ်ကဘာလဲဆိုတာ ဒီ168ဆိုရင်ကဏ္ဍကဗျာ9လို့ရိုက်တယ်ဒီ639ဆိုရင်ကဏ္ဍက9လို့ရိုက်တယ်ဒီ930ဆိုရင်ကဏ္ဍကဘာလို့ရိုက်လဲ9လို့ရိုက်တယ်ပေါ့နော်ဒီ168ဆိုရင်ကဏ္ဍကဘာတော့ရိုက်လဲဆိုတော့နံပါတ်9ဆိုရင်ကဏ္ဍရိုက်တယ်ဒီ639ဆိုရင်ကဏ္ဍကဘာဆက်ရိုက်လဲ9အဲ့9ကိစ္စတွေမနေ့ကလည်းရှင်းပြရတယ်ပေါ့နော်ဒါ930ဆိုရင်ကဏ္ဍကဘာလို့ရိုက်9လို့ရိုက်တယ်အဲ့တော့ကျွန်တော်ပြောပြမလို့ဒီကဏ္ဍနှလုံးနဲ့ဒါတွဲဆော်ပြီးပြီအဲ့တော့ဘာကြဒီတကြီးကြတယ်ဒီကဏ္ဍနှလုံးကြတယ် အဲ့ဒါဒီတုတ်ရှစ်စုတွေကနားဘာကိုရိုက်လဲနှစ်စုတွေကနားရိုက်တယ်အခုဒီမှာ6 3 9 5လို့တွဲဆော်ပြီးပြီနံပါတ်9ဆိုတွေကနားကြံတယ်9 3 3 9ဆိုတာဘာကိုဆော်လဲနှစ်စုတွေကနားဆော်တယ်အဲ့ဒါဒီမှာ9 3 9ဆိုတွေကနားကိုဆော်ပြီးပြီ9ဘာကြံလဲနံပါတ်9နံပါတ်10နံပါတ်10ဆိုတွေကနားနှစ်ဖြစ်တယ်အဲ့ဒါဒီတုတ်ရှစ်စုတွေကနားနှစ်ကို16 5ရိုက်မယ်9 30ဆိုတဲ့နှစ်ကို6 3 9 5ရိုက်မယ်9 10ဆိုတဲ့နှစ်ကို9 3 9ရိုက်မယ် ကနန်းရဲ့ဒါအောက်ကနေပြီးတော့သုံးချက်လေးမှာကနန်းတော့ပြီးတယ်ဆိုတော့ကဲတကြည်ရှင်းပြပါအောင်လာအောင်မယ်ဒီတက်နော်ကာရိုအဲ့ဒါလည်းမြင်ချင်းသေးတယ်မမြင်ချင်လို့လေကနန်းမဖြစ်ဘူးပေါ့အဲ့တော့ဒီပါနစ်ဘရိတ်နစ်ဘရိတ်ဆိုတာဒီနံပါတ်6ရဲ့နံပါတ်9ရဲ့ဒီတက်နစ်တယ်ဒီ3 3ည9နစ်ကအဲ့6ထိန်9ထိန်တက်ထိန်နစ်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီမှာတက်ဘရိတ်6ရှစ်ကော ခြောက်ရှိခုတ်တစ်ဆိုတာဒီနံပါတ်၄ရဲ့နံပါတ်၅ရဲ့နေတစ်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့နောက်၃ပင်တစ်ခါနဲ့လာလိုက်ကနန်းပေါ့နော်ဒါ၃ခုံခုံဒီ complete complete ဆိုတာဒီ368ဆိုလေကနန်းကိုခေါ်နေအဲ့တော့ကျွန်တော်တို့ဒီနေရာမှာဆိုလို့ရှိရင်ဒါ tip break tip break ဆိုလေကနန်း59ခုံကိုတစ်တယ်အဲတစ်ထိတ်နဲ့ပတ်သက်လို့လဲဒီဖြစ်စဉ်ကိုရိုက်ပြလိုက်တော့အဲ့တော့ခါလို့ဒီ tip break ကြီးအောင်ဆိုလို့ရှိရင်ပေါ့ အဲ့ဒီတပိကဒီ95ခွန်တက်တာ哦နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ခွန်ပရိခွန်ပရိကဒီ368ဆိုရင်ခဏခွန်တာ哦အဲ့တော့ကျွန်တော်ဒီမှာတပိအတပိဆိုရင်ခဏဒီ65နှစ်ဆိုရင်ခဏကိုတက်လို့ထဲတာ哦အဲ့တော့ကျွန်တော်ဒီမှာနှစ်ပရိဆိုတော့ဒီ65တက်ဆိုရင်ခဏကိုနှစ်လို့ထဲတယ်ဘာလို့ထဲလဲဆိုတော့ဒါတုံးတုံးတုံညာမှုလည်းဖြစ်ဖြစ်မှာပေါ့နော်ငါရှိခွန်ကတုံညာကြီးဖြစ်လို့ပေါ့နော်ဒါဆိုတနှစ်ခွန်ကတုံညာဖြစ်လို့ပေါ့အဲ့တော့ဒီ ကျွန်တော်ဒီ3ညတကူဆိုရကနဘာဖြစ်လဲ0ဆိုရကနဖြစ်တယ်ပေါ့ဟိုကတော့ break ကနေရိုက်လာတယ်ပေါ့နော်အဲလိုရိုက်လာတယ်ညကြီးခဏမပြအခုမပြဘူးဒီ3လုံး4နဲ့ဒီ complete ကိုဘာရိုက်လဲတကြီးရိုက်တယ်ဒီ3လုံး3ညနဲ့ table ကိုဘာရိုက်လဲတက်လို့ရိုက်တယ်ဒီ3လုံး3ညနဲ့ table ကိုဘာရိုက်လဲတက်လို့ရိုက်တယ်ဒီ3လုံး4နဲ့9 rate နဲ့ဘာရိုက်လဲတက်လို့ရိုက်တယ်ဒီ3လုံး10နဲ့3ညတွေကိုဘာလို့ရိုက်လဲ တက်လို့ရိုက်သွားတယ်တုံညာ break လေးကိုပြောပြပြီနော်အဲ့ဒါဒီတုံးလုံးလေးနဲ့တူအတူခုံ break နဲ့တက်ပဲထွက်ထွက်တုံးလုံးတုံညာနဲ့တက် break နဲ့တက်လို့ပဲထွက်ထွက်ဒီတုံးလုံးတုံညာနဲ့တက် break တက်လို့ပဲထဲထဲတုံးလုံးနဲ့နဲ့ကို break နဲ့တက်ပဲထဲထဲတုံးလုံးတက်နဲ့တုံညာ break တက်ပဲထဲနေကြည့်ပြောပြမယ်ခဏနေနောက်ခုံကလေးကောင်းပါလေအနောက်ခုံကလေးပုံစံတစ်ခုမှပြောပြမယ်အိုးကနေလာလေနာအနောက်ခုံကြီးကလေးကနာညင်ချင်းတဲ့ တပါဆိုလေညင်ဖို့ဗျာနော်အဲ့တော့ကိုကိုအနည်းနဲ့ပြုတ်ပြလာတော့ဒါရှစ်သုံးကိုလမ်းထဲတော့ဗျာလို့ဒီတုံးလုံးကိုလွတ်နေတာအဲ့ကိုနဲ့ဒီလုံးရှင်မဒီကောင်ခွန်ကြီးရိုက်တယ်နော်ဒါတုံးလုံးတုံညာတုံညာငါးလမ်းထဲတာဗျာဒီမှာတုံးလုံးရှင်လွတ်နေတယ်ခဏဒီကိုနဲ့မှာခွန်လမ်းထဲတယ်ဒါတုံးလုံးငါးကိုတုံညာလို့ထဲတယ်လို့အဲ့ဘာဒီကောင်တုံးလုံးခွန်ကြီးလွတ်နေတာဒီနှလုံးတုံညာနဲ့ကောင်ခွန်တာလို့ဒါတုံးလုံးခွန်နံပါတ်နဲ့တိတ်အရေးကြီးတယ်ဗျာလို့နော် အရန်အရန် very very good တန်နိုင်အကွက်တရားထိုးလိုက်ခြင်းနဲ့ပြင်စီမိပြီးတော့ဒီသုံးလုံးခေါ်နှစ်ကြီးထဲတာပြန်လို့အဲ့ဒီနှစ်ကြီးကဒီမှာသုံးလုံးသုံးလွတ်နေတယ်အဲ့ဒီသုံးနေဒီနှလုံးလေးနေကိုခွန်ပါလို့ဆိုပြီးကနန်းစော်တယ်ဒီခွန်ဒီတော့ချုံတော့ຢာတိတယ်ပြန်အဲ့ဒါတော့ကျွန်တော်မချုံတော့နော်အဲ့ကနန်းဒီနေကနန်းချုံမယ်ဆိုရင်မချုံဘူးပြန်နော်နောက်ရက်ပေါ်ပြန်အဲ့ဒါတော့နောက်ရက်မှ Easel query ပြန်မယ် ဒီကနန်းတလောက်ဆိုရင်ဟုတ်လောက်မေးတဘောမှာရှိလို့ဒီ6ကြီးရ၄နှစ်ကိုရိုက်မှနော်ဒီ၄တွေ၅တွေ6တွေဒီကောက်ခွန်မတဲလို့ဒီကောက်တဲတာ၅ကြီးအဲ့တော့ဒီကောက်6ကြီးကို၄နှစ်ရိုက်မှနော်ဒီ၈ပရိကြီးကို၅တုံးဆွဲရိုက်မှနော်ဒီ၉ပရိကို၆တုံးထဲရိုက်မှနော်ဒီ၂ပရိကြီးကို၅ခွန်ထဲရိုက်မှနော်ဒီခွန်ဆိုရလဲဘာဖြစ်လဲညာဖြစ်လဲပြောခဲ့ပြီဗျာဒီမှာဆွဲပြခဲ့ပြီနော်အဲ okay အဲ့တော့1 2 7ဆိုရကနဟာဖြစ်ရင်လေအင်မတအင်မတမတန်ဘူးရှိတဲ့နံပါတ်ကြီးဖြစ်ပါလေ Ne?